ရပါရှင်။ကျွန်တော် positive discipline အကြောင်းလေးကိုဆွေးနွေးပေးနေရမှာ။မနေ့ကဆိုရင်စီကံရဲ့စီကံဆိုတာဘာရောဆိုတာလေးကိုဆွေးနွေးခဲ့ပါတယ်။စီကံဆိုတာ grief ဘာသာစကားနေပြီးတော့ဆင်းသက်လာခြင်းဖြစ်တဲ့အဲနီလန်ပေးခြင်းဖြစ်တဲ့တင် जा ပေးခြင်းဖြစ်တဲ့ဆိုတာလေးကိုကျွန်တော်ဆွေးနွေးပေးခဲ့ပါတယ်။စီကံဆိုတာအဲသူတို့ထိန်းချုပ်ခြင်းနေချင်းကြောက်ခြင်းနေချုပ်ကန်ခြင်းနေလောက်တာမဟုတ်ပါဘူးဆိုတာလေးကိုလည်း ်တပါတယ်ဆွေးနွေးခဲ့ဆွေးနွေးပေးခဲ့ပါတယ်။ဒါဆိုရင်ကျမတို့စီကဲရဲ့စီကဲရဲ့အသေးပေလေးကကိုပဲပေါ့နော်။ဒါတင်ပြနီလန်ပေးခြင်းဖြစ်တယ်၊တင်ကြားပေးခြင်းဖြစ်တယ်။ဒါကြောင့်ဟို positive discipline ဆိုပြီးတော့အပြုသဘောဆောင်တဲ့စီကဲနေကိုစနစ်တကျအမှန်ကန်စွာနဲ့ပေါ့နော်။အဲမိမိရဲ့ကလေးတွေကိုဒါဆောင်ရွက်စေခြင်းအဖြစ်မျိုးဖြစ်စေခြင်းနဲ့အလိုကလေးမျိုးလေးတွေဖြစ်စေခြင်းတာလို့ဆိုပြီးတော့ပေါ့နော်။ အဲ့ဒီဖြစ်စေခြင်းတဲ့ပုံစံနဲ့ညီတဲ့ကလေးတွေဖြစ်အောင်တစ္ဆာရှိပြီးတော့မိမိကိုယ်ကိုမိမိတာဝန်ယူတတ်တယ်။ဟဲ့အားလုံးနဲ့ပေါင်းသင်းဆက်ဆံရေးကောင်းနေလူကြီးမိဘတွေကိုလည်းယူတည်ကိုင်းဆိုင်ပြီးတော့ပေါ့နော်။မိမိရဲ့ပတ်ဝန်းကျင်ကိုတကယ်ကိုပဲမှန်ကန်စွာနဲ့ပေါ့နော်အကျိုးပြုနိုင်တဲ့ဟဲ့သူ့ကိုယ်ကိုလည်းလူများကအားကိုးအားသာပြုနိုင်တဲ့ခြေနေအထိရောက်သွားအောင်ပြုစုပြောထောင်ပေးသွားကြရမှာဖြစ်ပါလေရှင်။ အဲ့ဒီမှာဆိုရင်အခုကျွန်တော်ဆွေးနွေးပေးမှလေးရပါတော့ဒီမှာဆိုရင်ကလေးတွေကိုကျွန်တော်တို့ဒီကစီကန်းနေပေးတဲ့အခါမှာဘာကြောင့်စီကန်းနေပေးရတာတော့ကလေးတွေကိုစီကန်းပေးရလေစီကန်းပေးရတာဘာလို့စီကန်းပေးရတာတော့ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ဆက်တင်ပြီးတော့ယနေ့ဆွေးနွေးပေးပါမယ်ရှင်ကလေးတွေကိုပထမဆုံးဆွေးနွေးပေးမှာဒီမိမိလက်ခံလို့တဲ့အပြုအမူတွေတိုးတက်လာစေဖို့ပေါ့နော်မိမိဒီလိုမျိုးသူတို့ မိဘတွေကိုယူသေးလေးကန်ဆိုင်တာမိမိကိုကိုမိမိတာဝန်ယူတတ်တဲ့ကလေးတွေဖြစ်အောင်အဲ့ဒါလေးတွေရတယ်လေဒီလားဟိုလေ့ကျင့်ပေးရတာကျွန်တော်ရှေ့ပိုင်းမှာဆိုလို့ရှိရင် behavior management မှာခေရဆွေးနွေးခဲ့တာပေါ့နော်အဲမိမိကိုကိုမိမိတာဝန်ယူတတ်တဲ့ကူကကိုယ်အင်ကြီးကိုဝတ်တက်ဖို့ဆိုတာငယ်စဉ်ကလေးကလေ့ကျင့်ပေးခဲ့ကြရတာပါရှင်အဲမလေ့ကျင့်ငယ်ပဲနဲ့ကျွန်တော်တို့ကဒီအပြုတ်မှုတွေမိမိလက်ခံနိုင်တဲ့အပြုတ်မှုတွေဖြစ်ပေါ်လာတာတော့သူ့လိုလိုတော့မဖြစ်ပေါ်လာပါဘူးရှင်အဲ့လိုမျိုးပေါ့နော်အစကတည်းကဟိုပဲကိုလက်ခံနိုင်တဲ့အပြုတ်မှုတွေ ဖြစ်ပေါ်လာအောင် တိုးတက်လာအောင်ဒီလိုမျိုးစီကံလေးတွေပေးတာစီကံဆိုကြရကျွန်တော်တို့သွားမြင်လိုက်တာထိမ့်ချုပ်ခြင်းနေဟိုကမလို့အောင်ဒီကမလို့အောင်တားမြစ်တယ်ချိန်ကြောက်တယ်ရိုင်းနေတယ်ဒါတွေကစီကံနဲ့မဆိုင်ဘူးမဆိုင်တာပါစီကံမဟုတ်ပါဘူးစီကံဆိုတာတင်ပြလမ်းညွန်ပေးတာပါရှင်ဒါဆိုရင်မိမိလက်ခံနိုင်တဲ့အပြုမူတွေတိုးတက်အောင်တင်ပြလမ်းညွှန်မှုတွေပေးရမယ်။ဒါကြောင့်စီကံဘာကြောင့်ပေးရမလို့ဆိုတဲ့ ဘာကြောင့်စီကံဘာကြောင့်ပေးရတာလဲဆိုရပထမဆုံးချက်ကလေးပါ။နောက်ဒုတိယချက်ကကြတော့လက်မခံနိုင်တဲ့အပြုမူတွေရောကြစေဖို့ဟုတ်တယ်လေ။တချို့ကမိမိရဲ့ဒါဒကိုကြီးဒကိုရဲ့မိခနာကုန်းနဲ့ဆိုင်တဲ့ဒကိုကြီးဒကာရကိုပဲမလုံချင်ကြတဲ့ကလေးတွေ့ဘူးပါတွေ့ဘူးပါရဲ့။ဒါဆိုရင်သူတို့ကိုဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းနေပြုပြင်သွားရမယ်။ အသေးစိတ်ကလေးတွေခွဲချမ်းပြီးတော့ပေါ့နော်တစီငင်းစီသွားကြရမယ်။ဒါဆိုရင်အဲ့လိုတဖြည်းဖြည်းပြုပြင်ရင်းနဲ့မှာနော်သူတို့ကိုဒီလိုမျိုးစီကံလေးတွေပေးရင်းနဲ့မှာတင်ပြလမ်းညွှန်မှုတွေပေးရင်းနဲ့မှာကျမတို့လက်မခံနိုင်တဲ့အပြုမှုတွေရောကြအောင်ဆောင်ရွက်ကြအောင်မှာဖြစ်ပါလေရှင်။နောက်တတိယချက်ကကြတော့ဘေးရွက်ဆိုဂျိုအနည်းဆုံးဖြစ်စေဖို့ပေါ့နော်။ဟုတ်တယ်လေ့ကျင့်ပေးလိုက်တဲ့အခါဒီမှာဟိုမျိုးဒီဖွံ့ဖြိုးအောင်ဆောင်ရွက်ပေးလိုက်တဲ့အခါဒီမှာပေါ့နော်။ဟိုလှုပ်ဆောင်ပေးတိုင်း ူတို့တွေကိုတင် जा ပေးတိုင်းအကုန်လုံးကဖြစ်လာတာမှမဟုတ်ဘဲနဲ့ဟိုအခြေအနေပေါ်မှာမူတည်ပြီးတော့မိမိလုပ်ငန်းဖြစ်စေခြင်းတဲ့ပုံစံမျိုးမရရှိလာတာတွေရှိတတ်ကြမှာကဒါဆိုရင်မိမိသူတို့ကိုချင်းကဲ့တဲ့ချင်းကဲ့နီလေးကိုပြန်လဲသုံးသက်ပြီးတော့မှာပေါ့နော်အဲဘလူးကောင်းမွန်နဲ့ရက်လက်တွေရအောင်ဆောင်ရွက်မလို့ပေါ့ဘေးရွက်စူဂျူအနည်းဆုံးဖြစ်အောင်ဘလူးဆောင်ရွက်မလို့ဆိုတာလေးတွေကိုအတိုင်းဒီ အပြုသဘောဆောင်တဲ့စီကံနေနဲ့ညီပေါ့နော်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ဒါဆိုရင်စီကံဘာကြောင့်ပေးရတာလို့ဆိုရင်တတိယအချက်ကကျမတို့ဘေးရွက်စုစုတွေအနည်းဆုံးဖြစ်စေခြင်းနဲ့အဲအခုမှပေါ့နော်လိမ္မာရင်ကျေးပြီးတော့မိမိကိုယ်ကိုမိမိတာဝန်ယူတတ်မယ်ပတ်ဝန်းကျင်နဲ့အစဉ်ပြေပြေဆက်ဆံတတ်မယ်ဉာဏ်ရည်ထက်မြက်တဲ့သူတွေဖြစ်စေခြင်းနဲ့တည်ထွင်ပန်းတည်တဲ့သူတွေဖြစ်စေခြင်းနဲ့အဲဒါမျိုးတွေဖြစ်လာအောင်ပေါ့နော်ဖြစ်စေခြင်းတာဖြစ်တဲ့အတွက်ဒီလိုမျိုးကုဏ ပေါ့နော်ဒီကိုကိုကိုတက်တတိနေတဲ့သူတွေစေစောမှုအကောင်နေတဲ့သူတွေဒါမျိုးတွေဘီးတဲ့စူဂျူတွေမဖြစ်ချင်ဘူးလေစေစောမှုအကောင်တဲ့သူတွေမတော့ကိုကိုကိုတက်တီရှိတဲ့သူတွေဒါအပြုသဘောဆောင်တဲ့စိတ်ထားလေးတွေရှိတဲ့သူတွေဉာဏ်ကြီးထက်မြက်တဲ့သူတွေဒါမျိုးလေးတွေဖြစ်စေချင်တယ်ဒါကြောင့်ဆိုရင်ကျွန်တော်တို့ဒီစီကံပေးရစီကံထားရမယ်စီကံဘာကြောင့်ပေးရတာလို့ဆိုရတတိယချက်ကဘီးတဲ့စူဂျူတွေအ ਨੇ ဆုံးဖြစ်စေချင်လို့ပါတယ်ရှင်တတိယချက်ကကြတော့ ကလေးကမိဘကိုချင့်ကပ်ရဲစေဖို့ပေါ့နော်အပြုသဘောဆောင်တဲ့စီကံပေးတဲ့အခါမှာကလေးကမိဘကိုချင့်ကပ်ရဲလာတယ်တချို့တွေဆိုလို့ရှိရင်မိဘနဲ့ကလေးကဟိုပေါ့နော်တချို့ဆိုအဖေတွေနဲ့ကလေးတွေကအစီမကတ်ထားရတော်တော်များကြတာကို เออไอ้นั้นไอ้โหลမျိုးนี่ป้อเนาะอะอ่ะบาโลลงဆိုလို့ရှိရင်เออဒါပြူသဘောဆောင်เนี่ยစီကဲမဟုတ်လို့ပေါ့ရှင်ဒါဆိုရင်ဒါပြင်မို့ဒါမိမိကနေပြီးတော့เนาะဒါဘယ်လိုပြောင်းလဲပြီးမလို့ဘယ်လိုပြောင်းလဲပြီးတော့ဆောင်ရက်မလို့ဆိုတာတည်းကတော့စဉ်းစားပေးလိုက်လို့ရှိရင်ဒါကလေးเนี่ยမိပါဟာချင်းကရဲလာမယ်ကလေးရဲ့ခံစားချက်ကိုမိပါကိုထုတ်ဖို့ရဲတဲ့ထုတ်ဖို့တက်တက်တိအဲထုတ်ဖို့ရဲ့ပုံစံမျိုးဖြစ်ရလောက်အောင်ဒီကိုကလေးเนี่ยမိပါနဲ့အောင်တကယ်ကို ဟိုရင်းနီနီနွနွထွထွချစ်ချစ်ခင်ခင်ရှိနေရမှာပါမိမိရဲ့ခံစားချက်ကိုအရွယ်ရောက်လာတဲ့ကလေးဆိုပို့ဆိုးတယ်အရွယ်ရောက်လာလို့ရှိရင်သူတို့တက်တူရွယ်လူကြီးနေပဲဟိုပဲသူတို့ကမိမိရဲ့ခံစားချက်တွေထုတ်ဖော်ကြတာလေမိဘကိုကြတော့မပြောရဲကြတာဘာလို့ဆိုမိဘက तू သူ့စိတ်ထဲမှာမတွေ့ဘူးဆိုလို့ရှိရင်ငေါ့တာအော်တာဟိုရိုက်တာတွေလုပ်တော့ကြတော့မိဘကိုတောင်းတောင်းအတိမပြေးကြတော့ဘူးလေဖိယဝက်ထားကြတာအဲ့လိုမျိုးဆိုလို့ရှိရင်မကောင်းပါဘူးရှင့် အဲအဲ့လိုမျိုးဒီမဖြစ်အောင်ပေါ့နော်မိဘနဲ့မှကလေးမိဘကိုမှကလေးကသူ့ရဲ့ခံစားချက်တွေကိုထုတ်ဖို့ပြောလို့မရတဲ့အခြေအနေမျိုးတွေဆိုရင်ဒီကလေးရဲ့ရှေ့ဘဝဟာကြတော့နော်ဟိုဒါခုနလိုမျိုးကျွန်တော်တို့ရှေ့မှာဆွေးနွေးလို့ပေါ့ရင်နာစရာကောင်းတဲ့ကလေးလေးတွေမျိုးဖြစ်သွားမှာစိုးရင်ရပါတယ်ရှင်ဟိုတက်ငယ်နဲ့ပေါ့နော်ငငယ်ကလေးတွေနဲ့အိမ်အောင်ကြတာတွေ ၊ငွေစေဝါတုံးဆွဲတာတွေ၊ဂိမ်းအလွန်ကျွန်းဒီကစားဖြစ်သွားတာတွေဒါမျိုးတွေဟာအာမိဘနဲ့ကလေးနဲ့ဟာဟိုနိကမှုနေပြီးတော့ဗောနော်ဒါကြောက်ရွံ့ပြီးတော့သူတို့ထင်ရတွေကိုစိုင်းသွားကြတာတွေမျိုးအခြေအနေမျိုးတွေဖြစ်ပေါ်သွားကြတာပါဒါလူမျိုးအခြေမျိုးတွေမဖြစ်အောင် စီကံနေထားရမယ်တင်ပြလမ်းညွှန်မှုတွေလှူဆောင်ရမယ်တင်ပြပေးမှုတွေလုပ်ရမယ်ဒီလိုမျိုးလှူဆောင်ညင်းသားဖြစ်တော့အပြုသဘောဆောင်တဲ့စီကံတွေကနေပြီးမှမိဘကလေးကနေပြီးတော့မိဘကိုချင့်ကပ်ရဲလာခြင်းမှဖြစ်ပါတယ်ကလေးကမိဘကိုချင့်ကပ်ရဲဖို့ဆိုတာအင်မတန်ရေးကြည့်ပါတယ်ရှင်ဒါမှလည်းသူ့ရဲ့ခံစားချက်ကိုသိရှိပြီးတော့မိဘကနေပြီးတော့ပြုပြင်ပေးလို့ရမှာဖြစ်ပါတယ်ရှင်နောက်နံပါတ်၅ချက်ကကြတော့ မိဘကမိမိတံပိုးထားမှုနဲ့အညီပြုမှုနိုင်မှုပေါ့နော်မိဘကတော့တံပိုးထားတယ်လေးရှိမှကလေးတွေကိုဖြစ်စေခြင်းတဲ့ပုံစံလေးတွေကျွန်မဆွေးနွေးခဲ့ပါတယ်အများကြီးပါပဲ။ အဲသူတို့တွေဟိုပေါ့နော်ကျွန်တော်တို့တွေဟိဖြစ်စေခြင်းနဲ့ပေါ့တတိရှိတဲ့သူတွေဖြစ်စေခြင်းနဲ့ဉာဏ်ကြီးကောင်းတဲ့သူတွေဖြစ်စေခြင်းနဲ့အဲစိတ်ဆော်မှုအကောင်းတဲ့သူတွေဖြစ်စေခြင်းနဲ့မိမိကိုယ်ကိုမိမိတာဝန်ယူတတ်တဲ့သူတွေဖြစ်စေခြင်းနဲ့မိကိုအားထားတဲ့သူတွေဖြစ်စေခြင်းနဲ့ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူတွေဖြစ်စေခြင်းနဲ့အများကြီးပါပဲအဲ့ဒီလိုမျိုးတွေဖြစ်စေခြင်းတာမိဘကတန်ဖိုးထားတာဒီလိုမျိုးတန်ဖိုးထားတာတွေဖြစ်စေခြင်းတာ ဖြစ်တဲ့အတွက်ကျွန်တော်တို့စီကံပါလို့အောင်ဆိုရင်ပေးရခြင်းလည်းဖြစ်ပါတယ်ဒါကြောင့်မိမိမိဘက ကလေးပေါ်မှာတံမိုးထားမှုနဲ့အညီပြုမှုနေထိုင်မှုအတွက်ပေါ့နော်စီကံပေးရခြင်းလည်းဖြစ်ပါတယ်ရှင်။နောက်တစ်ခုကကြတော့မိဘကနဲ့ကလေးပေါ့နော်ရေရှည်ဆက်ဆံရေးကောင်းမှုအဲ့ဒါအရေးကြီးပါတယ်ရှင်။တခါလေကြတော့လေဟိုမိဘတွေကဟိုမိမိရဲ့လှုပ်ခွင်မှာပဲဖြစ်ဖြစ်စီးပွားရေးရာပဲဖြစ်ဖြစ်စိတ်အခမ်းမသိတဲ့အခါမှာကလေးပေါ်ကိုပုံရတယ်လေ။ကလေးပေါ်ကိုပုံတဲ့အခါမှာကလေးကဒုံးနဲ့ရိုက်တာဆိုရင်လည်းသူ့ရဲ့ခန္ဓာကိုယ်ပိုင်းထိခိုက်တယ်လို့ပဲ ဘဇက်ကပြောလို့စူရင်ငောက်တယ်ဆိုရင်လည်းသူ့ရဲ့စိတ်ပိုင်းမှာစိတ်ပိုင်းမှာဒဏ်ရာရသွားတာလို့အဲ့လိုမျိုးတွေမဖြစ်ဖို့ရည်ကြီးပါတယ်နောက်ပြီးတော့မိမိရဲ့သားသမီးမိမိရဲ့တပည့်သားအမေတွေကိုလည်းကျင်ကျင်နာနာနွဲ့နွဲ့တွဲတွဲစကားပြောတတ်ဖို့လိုပါတယ်တချို့ပါခင်နေရဆိုရင်လေဥပမာကျမတစ်ခုလေးပေးမယ်တကားလေးပိတ်ဖို့ပေါ့နော်တကားလေးကိုသွားပိတ်ဖို့ရေးလေးကိုပဲအဲဟဲ့ကောင်မင်းတကားထပ်ပိတ်လိုက်စမ်းကွာဟော အဲ့လိုပြောတော့ကလေးကသူ့နားထဲမှာဟိတ်ကောင်းလို့ခေါ်တော့ကြတော့ဟိုနည်းနည်း तू ကလည်း तू စိတ်ဝင်စားတဲ့အလုပ်ကလေးကိုလုပ်နေရဆိုတော့ထမပိတ်ဘူးထမပိတ်ရင်အဖေကပွားတယ်ပွားတယ်မင်းဒီလိုငါစကားဆိုရင်မင်းကနားမထောင်ဘူးမင်းမေးစကားမှနားထောင်တာဖြစ်တယ်ညာဖြစ်တယ်တဲ့ကလေးကိုကလေးကိုပွားနေရပွားနေရကလေးကပွားတော့ကြတော့ကြတော့မလုပ်ချင်တော့ဒါဆိုရင်အဖေခိုင်းတာဟာနောက်တစ်ဖြည်းဖြည်းနဲ့ဗာအလေးချင်းဖြစ်သွားတော့အဖေခိုင်းတာဆိုရင်လုပ်ဆရာမလိုတော့ဘူးဆိုတော့အလေးချင်းကရတော့အဲ့လိုမျိုးတွေဖြစ်သွားတဲ့အကောပေါ့နော် နောက်တစ်ခါကျတော့လေအဖေခိုင်းတာကိုကြောက်ရကြောက်လို့လိုရတာမျိုးလည်းရှိကြပါဘူးကြောက်လို့လိုရတယ်ဆိုတာသူ့စိတ်ထဲမှာလုံခြုံမှုမရှိဘူးလေအဲအဲ့အရာမျိုးတွေလည်းမဖြစ်စေဖို့ရည်ကြီးပါတယ်အဲ့ဒီမှာဒါရီအဖေကိုကူညီပါအောင်ကွာအဲ့တကားလေးကိုပြေးပြေးလိုက်ပါဦးအဲ့ဒါဆိုရင်ဒီတခွန်းတည်းနဲ့ပြီးသွားရောကလေးနဲ့အဖေနဲ့လည်းဒါဟိုစစ်ဆန်ရေးလဲကောင်းသွားတော့ပေါ့နော်အဲအဲ့အားလေးကအရေးကြီးပါလေရှင်တချို့ကျမကြောက်ရတယ်တချို့ဆိုလို့ရှိရင်ကိုသားသမီးကိုပဲလေ ตาတို့သမီးတို့မခေါ်ရတော့ဟိတ်ကောင်ဟိတ်ကောင်မဟာအဲ့လိုမျိုးတွေပေါ့နော်အဲ့တော့ तू ကနေပြီးတော့တစင်တွက်လာတော့ကြာတော့လဲတော့ဒီလိုမျိုးတွေပေါ့နော်အပြောအဆိုတွေရပေါ့နော်အဲကိုကမှကလေးကိုယဉ်ကျေးစေခြင်းနဲ့ဆိုရင်ကိုကလည်းယဉ်ယဉ်ကျေးကျေးလေးသူတို့ရဲ့နားထဲမှာနဝင်ချူသွားအောင်ပေါ့နော်စကားပြောတတ်ဖို့အရေးကြီးပါတယ်စကားပြောဖို့အရေးကြီးပါတယ်မိမိရဲ့စိတ်မရှိမှုတွေမိမိရဲ့ခံစားချက်တွေကကလေးပေါ်မှာသွားပြီးတော့ပုံသွားတယ်ရောက်သွားတယ်ဆိုတာဟာကျမတို့ဒီကရေရှည်ဆက်ဆက်ရေး ကောင်းမှုအတွက်ကြောင့်အားနည်းချက်ရှိသားမှာပါအဲ့တော့ကျွန်တော်တို့မိဘနဲ့ကလေးရည်ရှိဆက်ဆံရေးကောင်းမှုအတွက်သူတို့ကိုချူတာယဉ်ကျေးစွာပြောဖို့လိုပါတယ်အဲအဲ့လိုမျိုးနေပါသူတို့ စိတ်ထဲမှာပေါ့နော်တကယ်ကိုပဲဟိုခံစားရတဲ့အခါမှာမိဘရဲ့မေတ္တာကိုခံစားလို့ရအောင် ဆောင်ရွက်ဖို့ပြောဆိုဖို့ဆက်ဆံဖို့ရည်ကြီးပါတယ်။အဲ့လိုမျိုးတွေကြောင့်ပေါ့နော်ဒီလိုမျိုးအချက်တွေကြောင့်ကျွန်တော်တို့တွေစီကန်းနေပေးရခြင်းဖြစ်ပါတယ်။ဒါဆိုရင်စီကန်းဘာကြောင့်ပေးရတော့ဆိုတဲ့အချက်မှာလက်ခံနိုင်တဲ့အပြုမူတွေတိုးတက်လာရမယ်လက်မခံနိုင်တဲ့အပြုမူတွေရောကျသွားစေရမယ်ဘေးရွက်ဆူကျူအနည်းဆုံးဖြစ်ရမယ်ကလေးရမိဘကိုချင့်ကပ်ရရမယ်ကလေးရဆရာသမားကိုချင့်ကပ်ရရမယ်မိဘကလည်းမိမိတန်ဖိုးထားမှုနဲ့အညီပြုမူနိုင်ဖို့လိုတဲ့ ဆရာသမားကလည်းကလေးကိုတန်ဖိုးထားမှုနဲ့အညီပြုမှုကိုလိုတယ်အဲတချို့ဆရာရေဆိုငောက်ပြောရတဲ့အလေးထားရှိရဲ့ဒီဆဲပြောရတဲ့အလေးထားရရှိရဲ့ဒါမျိုးတွေဆိုတာဟိုကျမတို့ရဲ့မြန်မာမှုနယ်ပယ်ဟိုပါရှိပါတယ်အိုးကောင်းခြင်းရလက်ခတ်ကောင်းမှအိုးကောင်းနေအဲ့ဒါတွေကတကယ်တော့မှားနေတဲ့ဟိုအကြောင်းအရာတွေပေါ့နော်မှားနေတဲ့အကြောင်းအရာတွေကိုပြင်ဖို့လိုပါတယ်စိတ်ဓာတ်ရရစွာနဲ့တော်လာတာတွေ လုံဆောင်ရတာတွေဆိုတာစိတ်တရားရပြီးတော်တယ်ဆိုတာရေရှည်မရှိပါဘူးဟိုစိတ်သူကစိတ်ရတ္တိပြေဝဆိုတာ ਨੇ တော်လာမှရေရှည်ခိုင်မြဲတာပါရှင်လို့မဟုတ်ဟိုဒီကျွန်တော်တို့ရှိရလေဟိုလေးတန်းလောက်ထီတော့ကလေးကစာကိုတော်တယ်ဘာလို့ဆိုစိတ်ရမိဘကနေပြီးတော့အတင်းကရောဖီအားတွေပေးလို့လို့သူရတာ အထက်ပိုင်းလည်းရောက်သွားတော့သူအဲ့လိုမျိုးတော်မှုတွေကမရှိတော့ဘူးညံ့သွားအောင်အဲ့ဒါဘာလို့လို့ဆိုရင် तू ကစိတ်ဓာရနဲ့ဒီအလုပ်ကိုလုံးဆောင်ခဲ့ရတာဆရာတတိပြည့်ပြည့်နဲ့လုံးဆောင်ခဲ့ရတာမဟုတ်လို့ပါရှင်ဆရာတတိပြည့်ပြည့်နဲ့ तू ဟာဆောင်ရွက်ခဲ့ရတဲ့ရရှိခဲ့တဲ့ဆိုရင်ဘလို့နဲ့ဘလို့အချိန်ကြီးမျိုးမှာပဲရောက်သွားရောက်သွား तू ကတော်နေတဲ့သူတယောက်ဖြစ်သွားမှာပါဒါကြောင့်ပေါ့နော် အဲမိဘတွေရောဆရာသမားတွေရောကိုတန်ဖိုးထားမှုနဲ့အညီပြုမှုနိုင်ဖို့ကလည်းဒီအချိန်နေပေးရခြင်းဖြစ်ပါတယ်။မိဘနဲ့ကလေးပေါ့နော်ဆရာနဲ့ကလေးရေရှည်ဆက်ဆံရေးတွေကောင်းမှုအတွက်ဒီကကျွန်တော်တို့အပြုသဘောဆောင်တဲ့အချိန်ကနေရေကြီးနေပါတယ်ရှင်။နေမှာဆိုရင်ကျွန်မဘာကြောင့်အချိန်ပေးရတာလဲဆိုတဲ့အကြောင်းအရာလေးကိုဆွေးနွေးပေးသွားပါတယ်ရှင်။အဲ့တော့မိမိတို့ရဲ့သားသမီးတွေတပည့်တွေ ချီကဲနေဖားကြောင်ပေးနေကြတာတော့ဆိုရင်ကျွန်မအချက်ချက်ချက်ကလေးကိုကျွန်မဆွေးနွေးပေးခြင်းဖြစ်ဆွေးနွေးပေးသွားခြင်းဖြစ်ပါတယ်အဲ့တော့နောက်နေ့မှလည်းပဲကျွန်မကြံရှိနေတယ်ပေါ့နော်အာသူတေသနာတွေ့ရှိချက်တွေပေါ့နော်ရာမမိုတိုနီးလန်းလေးတွေပေါ့စိတ်ဝင်စားစရာကောင်းတာလေးတွေကိုဆက်လက်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်လို့ပြောကြရင်းနဲ့ယနေ့ကျွန်မရဲ့ဆွေးနွေးချက်ကလေးကိုဒီကုန်ချက်ပြပြပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်